ဟယ်လိုမင်္ဂလာပါ LK channel မှာជួបជុំပါတယ်ဒီခေါက်မှာတော့ကျွန်တော်ကခေါက်ဆွဲကြော်ချော်နီလေးတင်ပြပြမှာဖြစ်ပါတယ်ခေါက်ဆွဲကြော်ချော်နီလေးမတင်ပြပြခင်မှာကျွန်တော်ရဲ့ channel လေးကို like share subscribe follow လုပ်ပြင်းနဲ့အပြည့်ကြပါအောင်เนาะဟုတ်ကဲ့ပါကျွန်တော်ကတော့ဒီနေ့မှာဝတားလေးနဲ့ခေါက်ဆွဲကြော်ချော်နီလေးကိုတင်ပြပြမှာဖြစ်ပါတယ်အရင်ဆုံးတစ်ချက်သုံးလေးကိုစတက်မယ်တက်ပြပါလို့ရှိရင်ကိုကြိုက်နှစ်သက်ရကျွန်တော်ကတော့ဝတားသုံးထားပါတယ်ကြိုက်နှစ်သက်ရအသားကိုသုံးလို့ရပါတယ်ပြီးရင်တော့ဘက်ငက်ပြားရဲ့အနောက်ကလေးကိုထည့်ပါမယ် သားလေးနူးဤွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့မိုးအရင်ထဲပါတယ်ဟုတ်ကဲ့ပါမိုးကလည်းနူဤွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအတီရွက်တွေထပ်ပြီးတော့ထည့်ပါမယ်ခင်ဗျအတီရွက်တွေထည့်ပြီးရဲ့အချိန်ကမှကျွန်တော်တို့မှွေပါမယ် ခဲ့ပါကျွန်တော်မှွေရမယ်လေးအေးလေးထားပြီးတော့ကျွန်တော်ခေါက်ဆွဲကိုကြော်မှာဖြစ်ပါတယ်ပြီးပါလို့ရှိရင်တော့လိုအပ်တဲ့အပေါ်အငယ်အချို့အစားတွေကိုကျွန်တော်တို့နည်းနည်းချင်းစီကိုကြိုက်နေတဲ့လိုထည့်လို့ရပါတယ်ကျွန်တော်ကတော့အငယ်ကိုရှော့ပြီးတော့ထည့်ထားပါတယ်ရတာအားလုံးဆုံးပြီဆိုလို့ရှိရင်တော့ကျွန်တော်ထပ်ပြီးတော့မှွေပါမယ်။ ီးတော့ဘဲငံပြရဲ့အနောက်ကလေးကိုလည်းထည့်ပြီးသွားတဲ့အချိန်ကမှဘဲငံပြရဲ့အခြေကိုလည်းထပ်ပြီးတော့ကျွန်တော်ထည့်ပါမယ်။အပြာရည်နည်းနည်းလေးထည့်ပါမယ်။တရားသားရေးဆုံးပြီဆိုလို့ရှိရင်ကျွန်တော်မွေးပါမယ်ခင်ဗျာ။ပြီးလို့ရှိရင်ဒါရည်နူဝါရေလေးနည်းနည်းထည့်ပါမယ်ခင်ဗျာ။နောက်ဆုံးမှာတော့ကျွန်တော်တို့ပြုတ်ပြီးသားခေါက်ဆွဲကိုထည့်ပါမယ်ခေါက်ဆွဲပြုတ်တာတော့ကျွန်တော်မတင်ပြတော့ပါဘူးခေါက်ဆွဲကိုရရတာစိတ်ဝင်သွားအောင်လို့ကျွန်တော်တို့ဝေပါမယ် နောက်ဆုံးမှာတော့အရာသာရှိရဲ့ခေါင်းဆွဲကြော်တွေရရှိပါရခင်ဗျာနောက်ရနောက်ရမြန်မာလည်းဘလူးဟင်းချက်နေကောင်းတွေကိုတင်ဆက်ပေးမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe follow လုပ်ရင်းနဲ့အားပေးကြပါအောင်နော်